မကြသေးခင်ကပဲဒီမှာပြည်လေပိုင်းကုနေတဲ့ချွေရဲ့ကောင်းကင်ရဲ့ထက်မှာသူစနေရကူပေါ်လာခဲ့ပါလေလူတွေလည်း3ထားမိလာကြပါတယ်ဒါကငှက်လည်းမဟုတ် လေလည်းမဟုတ်ဒါဆိုရင်ပါကြီးလေဒီမှာလေထဲမှာမျောလွန်နေတဲ့လေဝက်ဆန်းကျဲတရှူမိုးပြံဘူးကောင်းနေကြောင်းပြောပြတာမှဖြစ်ပါတယ်ကဲဒီကြောင်းကိုသူသူအဖြေရှာကြည့်ကြတာပေါ့ဒီနိပညာကအသက်ဆန်းတစ်ခုလိုထင်စရာရှိပေမဲ့ တကယ်တမ်းကျတော့သူ့နောက်ကွယ်မှာရှင်လျာပြီးအောင်းစရာကောင်းတဲ့တမိုင်းကြောင်းတစ်ခုရှိနေပါလေ။အလုံးကဘလို့စတင်ခဲ့တယ်လဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါ။ဟုတ်ပါပြီ။အမြင့်မှာပြန်နေတဲ့မိုးပြန်ပူပေါင်းတွေကိုစီရီမရှင်တွေမှတုံးလာတာအခုမှမဟုတ်ပါဘူး။ဒါကနှစ်ပေါင်းများစွာကလေးကရှိခဲ့တဲ့နေဖြူဟောင်းတစ်ခုဖြစ်ခဲ့ပါလေ။ဒီတမိုင်းကိုအချင်းချုံပြီးကြည့်ကြရအောင်။ ကလီးယားကဘာစစ်တုံးကဂျပန်တွေကဘုံးတွေကျဲဖို့မိုးပြန်ပူပေါင်းတွေကိုတုံးခဲ့တယ်။ပြီးတော့စစ်အေးတိုက်ပွဲကာလမှာအမေရိကန်က Project Genetris ဆိုပြီးဆိုဗီယက်နယ်မြေကိုထောက်လှမ်းဖို့အတွက်ဒီမိုးပြန်ပူပေါင်းတွေကိုတုံးပြခဲ့ပါတယ်။အကြသေးခင်ကအာဖဂန်စစ်ပွဲမှာတောင်းအစစ်မြေကင်မရာတွေတပ်ထားတဲ့လေတင်မိုးတွေကိုတောင်းအုံပြခဲ့ကြပါပဲ။ ခဲ့အခုဆိုရင်အဓိကကြတဲ့မေဘွတ်တစ်ခုစီရောက်လာခဲ့ပါပြီအကတနိပညာတွေတလောက်ခေစားနေတဲ့အချိန်ကြီးမှာဘာဖြစ်လို့ဒီနီလန်ဟောင်းကိုအာယုံဆိုင်လာကြတာလဲဒါကတကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပါပဲဂျူလူတွေကဘာကိုပတ်ပြီးတရင်ချက်လက်တွေစုစည်းနိုင်တဲ့ခေတ်ကြီးမှာဒီမိုးပြံဘူကောင်းတွေရဲ့အခန်းကဏ္ဍကဘာများဖြစ်မလဲသူတို့မှာဘာအတတ်ချက်တွေရှိနေလို့လဲဒီမိုးပြံဘူကောင်းတွေဟာမြင့်ပြီး တသိန်းတစ်ပေါင်အထိပြန်တန်းနိုင်ကြပါလေ။အဲ့ဒီအမင်းဟာခီးတဲ့တင်လင်းသွားတဲ့လမ်းကြောင်းထက်အမြင့်အများကြီးမှရှိနေတာပါ။ဆိုတော့ပြောရရင်သူတို့ဟာပုံမှန်မြင်တွေ့နေကြမြင်ကွင်းထက်ပုံမုံမြင်မားတဲ့အမြင့်မှာလှုပ်ရှားနေကြတာပါ။ဆိုတော့ဒီနေရာမှာမိုးပြန်ပူပေါင်းနေရဲ့အတ ିକ အာတာချက်ကသူတို့ဟာဂျိုးရုတွေထက်ပြင့်မှတ်နေပူပြီးတော့နိမ့်နိကကနေနေပါပဲ။နေရာတစ်ခုရဲ့မှာအချိန်ကြာကြာပူနေနိုင်ပါပဲ။ အရေးကြီးဆုံးကတော့ထုတ်လုပ်မှုကုန်ကျစရိတ်ကအရန်ကိုတတားသွားတာပါပဲ။ကဲဒီနည်းပညာကစီကြီးတော်ပဲလား။တမမဟုတ်ခစ်တယ်မှာသူ့ရဲ့အသုံးပြုပုံတွေပြောင်းလဲလာပြီလားဆိုတာပေါ့။စက်ပြီးကြီးလိုက်ကြရအောင်မ။တကယ်တော့ဒီမိုးပြံမှုကောင်းတွေကိုစီကြီးအတွက်ပဲအသုံးပြုတာမဟုတ်ပါဘူး။တခြားဆုံးချီကဏ္ဍတွေမှာလည်းကြည်ကြည်ပြတ်ပြတ်အသုံးချလာကြပါပြီ။ဥပမာတစ်ခုပြောရရင်2021ခုနှစ်မှာ ဥရောပသမဂ္ဂရဲ့နေကြားဆောင်အေဂျင်စီကရှင်ပြောင်းအခြေချသူတွေစီးလာတဲ့လေတွေကိုထောင်လန်းဖို့အတွက်စောင့်ကြည့်မိုးပြန်ဘောတလုံးကိုအသုံးပြုခဲ့ပါတယ်။အဲဒီနည်းနဲ့ပဲချင်းကလာတဲ့လေတွေကိုတာဝန်ရှိသူတွေကရှင်းရှင်းလင်းလင်းနဲ့ပို့ပြီးတော့ညင်နိုင်ကြတာပေါ့။ဒါပေမဲ့ဒီစောင့်ကြည့်မှုတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေလည်းရှိလာခဲ့ပါတယ်။ဒီနည်းပညာဟာလူတွေရဲ့နေအိမ်တွေကိုစောင့်ချနေပြီး ကိုကြီးကိုရလူလက်ခွင်ကိုလည်းတီပါနေတယ်လို့ယူဆနေတဲ့သူတွေလည်းရှိလာခဲ့တာပေါ့ကဲအဆုံးသတ်အနေနဲ့စဉ်းစားကြရအောင်မေဘွန်းတို့ခုလေးခြံထားခဲ့ခြင်းပါတယ်ဒီဂျစ်တယ်နည်းပညာနဲ့နေရာတိုင်းမှာစောင့်ကြည့်ခံထားရတဲ့အခြေအနေမှာတရှိုးလုပ်ငန်းရဲ့အနာဂတ်ကတော့ရှိကြတဲ့နည်းပညာတစ်ခုဖြစ်တဲ့ဒီမိုးပြောင်းရန်ပူပေါင်းတွေပေါ်မှာပဲရှိနေမလားဒီဖြီးကတော့လေထဲမှာပဲဆက်မျောလွင့်နေဦးမှာပါ